ဘဲလောက်ကပုံနာလဲဘဲလောက်ကပုံနာမဟုတ်ဘူးဆိုတာဆုံးဖြတ်ဖို့အခြေခံချက်ကဝေဒတာပဲဖြစ်ပါတယ်။ဒီလောက်ပဲကြောင့်ပဲနာယီတီဘဝလိုဝမ်းနည်းမှုတွေနဲ့စောက်ဘဝလိုကြောရှင်မှုတွေကိုရရှိလာတာပါ။ဝေဒတာအပေါ်အခြေခံပြီးတော့ break time သူညတတမ50ပြည့်အားလုံးကသူတို့လှုပ်ဆောင်ခဲ့ကြတဲ့အလုပ်တွေရဲ့ကြိုးကျေးဇူးကိုရရှိကြတာမို့ break time သူညတတမ50ပြည့် စကြဝဠာစတင်ချိန်မှာပဲဖျားသခင်က လူသားတွေကိုဝိရဒအကြောင်းကိုတရှိနားလည်စေခဲ့ပါတယ်။ပရိယာပစ္စည်းတွေကိုတုံးမဲ့နိမှန်ကိုပြောပြဖို့ထုတ်လုပ်သူတွေကလူစမန်းတော်ကိုထည့်ပေးသလိုပဲစကြဝဠာစတင်ချိန်မှာလည်းဒီလိုပါပဲ။ ပါရမီအဖခင်ဖိယသခင်က လူသားတွေကို ဖန်တီးတဲ့အခါလူသားဘဝကိုဘလို့မှန်မှန်တက်တက်နေထိုင်ရမလဲဆိုတာပြောပြဖို့ဝေဒတတက်တင်ညာကိုလည်းပေးခဲ့ပါတယ်။ဆိုလိုတာကဝေဂတကလူသားတွေအတွက်ဤဇမဲနိုဖြစ်ပြီးဝေဂတကိုဖတ်ခြင်းဟာလူသားရဲ့မွေးရာပိုင်ခွင့်ပါပဲ။ဒါကြောင့်လူသားအလုံးရဲ့ဘာသာရေးကတခုတည်းသာရှိပြီးဝေဒတတွေကလည်းဘာသာရေးအလုံးရဲ့အခြေခံရင်းမြစ်ပါပဲ။ အာဒီပရိစိတ်တဘဝအမှန်တရားတိခတ်မှုအာယုံအာနာခင်းချုံမှုကိုယ်တိုင်လေးလာမှုသတိလုံခြုံမှုကာဝင်ထမ်းဆောင်မှုတန်ရှင်းမှုစီကံတရားဝိပဿနာခွန့်လွတ်မှုစိတ်မဆိုးခြင်းတည်မြဲမှုမလိုလားအပ်သောအရာများကိုမလိုချင်ခြင်းအခြားသူများအတွက်ကူညီမှုတနာမှုရှယ်ဝေးမှုတရားမျှတမှုပဝန်းကျင်ထိမ့်သိမ့်မှုစတဲ့အရေးချင်းတွေဟာဘာသာရေးရဲ့ထာဝရအစိတ်ပိုင်းတွေဖြစ်ပြီးလူသားတွေကိုမကောင်းမှုကနေကာကွယ်ပေးပြီးလူသားတယောက်အဖြစ်တည်ရှိနိုင်စေပါတယ်။ ဒီလိုဘာသာရေးအရေးချင်းတွေကြောင့်ပဲကျမ်းမာတော်လူဖွဲ့စည်းတစ်ခုနဲ့ကြီးမားတန်ဆွမ်းတဲ့နိုင်ငံတနိုင်ငံကိုတည်ထောင်နိုင်တာပါ။ညညာလို့ရဲ့ဖျားစင်ကျဲမှုနဲ့တိတ်ပန်ဟာဝေသာစာပေတွေကအ धिक အကြောင်းအရာတွေဖြစ်ပြီးဂီယာတွေကနေလူသားတွေအတွက်အတုံးဝင်တဲ့စေတညာကိုခန္ဓာပညာနိုင်ငံရေးတညာလူမှုရေးတညာအာတိပရိတညာဖန်တီးမှုတညာစတာတွေကိုရှင်းလင်းဖော်ပြထားပါတယ်။ ဖျားသခင်ကဖန်တီးမှုအစမှာပထမဆုံးရှိရှိလေးဦးကိုဝေဒါစာပေဘ ഹു တုတပေးခဲ့တယ်။ရှိရှိလေးဦးက ဝေဒါစာပေဘ ഹു တုတကိုလူသားအခြားသူတွေလည်းကျမ်းနဲ့စီခဲ့တယ်။အချိန်ကြာမြင့်စွာဝေဒါစာပေဟာ နားဖြင့်သာလေးလာသိရှိကြပြီးအာရိယမြေကနေတကဘာလုံးကိုဝီဒီကဘာသာရေးပြန့်နှံ့နေခဲ့တယ်။ နောက်ပိုင်းမှာဝေဒါစာပေတွေကိုဝိုးစာရွက်တပတ်စသည်ဖြင့်စာလုံးပေါင်းစာအုပ်အဖြစ်ရေးသားခဲ့ကြတယ်ပုံမင်းနီးတင်ညာရောက်လာတဲ့အခါဝေဒါစာပေတွေကို စက္ကူပေါ်မှာပုံမိနိုင်လာခဲ့တယ်။မဟာဘာရတစ်စပွဲကြီးပြီးနောက်ဝေဒါစာပေဘဟုတုတဟာပျောက်ွယ်လာတယ်။ ရေပူရပြည်သူတွေနဲ့မိန်းကလေးတွေကိုဝေဒါစာပေကိုလစ်လာဖတ်ရှုခွင့်ကမပေးတော့ဘူး။မိဒါစာပေမရှိရတဲ့အခါမှာမဝေဒါစံနဲ့အယူဆတွေမကောင်းတဲ့အလေးထတွေစာအုပ်တွေနဲ့သက်ဆိုင်ရာအယူဆတွေတနေရာလုံးမှာပြန့်နှံ့လာတယ်။တခါတော့ကကဘာကိုအုပ်ချုပ်ခဲ့တဲ့အာရိယဝတ်ကကိုရိုင်းပူချုပ်အဖြစ်ငြိမ်ချမ်းမှုမဲ့တဲ့အခြေအနေထဲမှာဝင်ရောက်သွားခဲ့တယ်။ မှန်တရားထာဝရအဝေဒါရင်ကျေးမှုဟာမူလတည်ရှိမှုဆုံးရှုံးမဲ့အခြေအနေကိုအားနည်းနာခြင်းစွာကြုံတွေ့နေရတယ်။ဒီနေ့ရောင်အလင်းမဲနဲ့စိတ်ကျမှုအချိန်ရှိကြပြီးနောက်မှာနောက်ဆုံးမှာမဟာညာရှင်ဒီဝဂယာနနဲ့ပေါ်ထွန်းလာခဲ့တယ်။မဟာညာရှင်ဒီယာနနကဝိရများဤ အမြင့်ဆုံးအဆင့်ကိုကြေညာပြီးဝေဒါမဟုတ်သောအယူဆအလွဲသုံးစားမှုများစာအုပ်များနဲ့သက်ဆိုင်ရာတက်ဝင်ယုံကြည်မှုများကိုတင်းသိပ်စွာပယ်ချခဲ့ပြီးဝေဒါများစီပြန်သွားရန်တိုက်တွန်းခဲ့သည်။ကဘာပေါ်ရှိလူသားတိုင်းစီဝေဒါများ၏ဗဟုတုတကိုပို့ဆောင်ပေးနိုင်ရန်အတွက်အာရိယသမကကိုတည်ထောင်ခဲ့သည်။အာရိယလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုကြောင့်ဝေဒစာအုပ်များကိုပုံနှိပ်ခြင်းစတင်ခဲ့ပြီးထို့ကြောင့်ဝေဒါများသည်ပြည်သူလူထုအတွက်လွယ်ကူစွာရရှိနိုင်လာခဲ့သည်။ မိမများနှင့်နှိမ့်ကြဆင်းသူများပါဝင်လူတိုင်းတွင်ဝေဒများကို ပြန်လည်ဖတ်ရှုခွင့်ရရှိလာခဲ့သည်အနည်းမှာတရင်ချက်လက်တော်လန်ရေးခေဖြစ်သည်အလွန်ခေမီဤတိများများကိုအသုံးပြုခြင်းဖြင့်ဝေဒများကိုလူတိုင်းထံသို့ပို့ဆောင်ပေးနိုင်ရေးလှုပ်ရှားမှုကိုပုံမအားကောင်းစေနိုင်သည်ဤအတွက်အစည်းအဝေးတကြဝေဒများကို digital ဖြင့်ကျောင်းနေသိသိရဲ့နှင့်ညင်းကိုတင်ပြရန်အတွက် digital platform တစ်ခုလိုအပ်ခဲ့သည် ဟစ်ပြောင်းစေသူမဟာတ္တမဟာရှိဒေယာနန်းနဲ့ဆရာသာဝရီဤများစွာတစ္ဆာရှိသောဖျားသခင်ကိုးကွယ်သူဥတာမပေါ်အာရဦးကြီးသည်ဤတန်ရှင်းတော်ကြီးမားသည့်လုပ်ငန်းကိုပြီးမြောက်အောင်ဆုံးဖြတ်ခဲ့သည်သူ၏စူးစမ်းအားထုတ်မှုများကြောင့်ဝေကအတွက်ခင်မီဆုံးဝက်ပေါ်ရဲတစ်ခုဖန်တီးနိုင်ခဲ့သည် ဤပေါ်ရေတွင်ဝိဒလေးပုတ်ဤဒီဂျစ်တယ်ပြုလုပ်ထားသောမန်ထရာများနှင့်အမျိုးမျိုးသောဘာသာစကားများဖြင့်ဒီဂျစ်တယ်ဘာသာပြန်ချက်များကိုလည်းရရှိနိုင်ပါသည်ဝိဒမန်ထရာများကိုမှန်ကန်စွာအတန်ထွက်နိုင်စေရန်အတွက်အတန်ဖိုင်များလည်းခဲ့သွင်းပေးထားပါသည်ဟိုတာရန်ရတဲ့ဒါပေမဲ့လေဝိဒဆောင်အများထဲမှာပါဝင်တဲ့တန်းနစ်ချီတဲ့စကလုံးတွေကလည်း ဤသည့်စကားလုံးကိုမဆိုမဲကူစွာရှာဖွေနိုင်စီရန် Midas Search Engine အသုံးဝင်တဲ့လုံဆောင်ချက်ကိုဒီပေါ်ထဲမှာခဲ့သွင်းပေးထားပါတယ်။တရားသခင်တပါချင်းရှိချမ်းတန်စင်အမျိုးသားနဲ့ဆက်ဆက်တဲ့မန်ထရာတွေကိုပါတစ်ချက်နှစ်ယုံနဲ့ရှာပွေနိုင်ပါတယ်။ပြောစရာမလိုအပ်ဘူးဒီပေါ်ရဲ့ဥတီချက်ကြီးကတော့ကဘာပေါ်ကလူတန်းစီကိုဝီရိအသိပညာကိုပို့ဆောင်ပေးဖို့ပါ။ ဟိန်းနီမဟုတ်တဲ့ဘာသာစကားပြောသူတွေလည်းဝေရီအတိတညာရရှိစေဖို့အတွက်ဟိန်းနီနဲ့အတူအင်္ဂလိပ်ဘာသာနဲ့လည်းဒီပေါ်တဲ့ကို ပြုလုပ်ထားပါတယ်။ဒီပေါ်တဲ့အကြောင်းကို မိတ်ဆွေတွေနဲ့ဆွေမျိုးတွေအပါအဝင်လူအများပြားကိုပြောပြပေးပြီးဝေဒတညာဖြန့်ဝေတဲ့မဟာယက်မှာကိုပိုင်းအလူတန်းကိုတတိချင်းစီပေးအပ်ပါ။